မင်္ဂလာပါရှင်11ရက်တန်ရဲ့ match လ10ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မေဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ရန်ကုန်တိုင်းရှိခရိုင်နှစ်ခုကို၄နာရီအလှည့်ကျစနစ်ကြံခရိုင်နှစ်ခုကို၄နာရီလား၈နာရီပိတ်စနစ်နဲ့လျှက်စစ်တအားဖြန့်ဖြူးနေပြီးတအားပုံမှုရရှိပါကညပိုင်းတွင်အပိုဆောင်ပေးနေတယ်လို့ဆိုတဲ့သတင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့နိုင်ငံသားငွေကြေးဈေးကွက်အတွင်းဒေါ်လာ3000ကျော်ထုတ်ယောင်းနေတဲ့တွင် ဒေါ်လာ53ဘီလီယံကုန်ကျမဲ့အီဂျေးရဲ့ဂါဇာပြည်လဲထူထောင်ရေးစီမံချက်ကိုအမေရိကန်နဲ့အစ္စရေးကန့်ကွက်တယ်တဲ့ရုရှားနဲ့ယူကရိန်းတို့ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလက်ခံကျင်းပပေးမယ်လို့ဘီလာရုကန်လန်နေတဲ့2030ကမ္ဘာဖလားပြိုင်ပွဲမှာ64အသင်းအထိတိုးမြင့်ရန်ဖီဘာစီစဉ်နေတဲ့အစားရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါ ။ဥဆောင်တဲ့ပုံအနေနဲ့ရေကုန်တိုင်းရှိခရိုင်နှစ်ခုကို၄နာရီလှဲကြစနစ်၊ကြံခရိုင်နှစ်ခုကို၄နာရီလား၈နာရီပိတ်စနစ်နဲ့လျှက်စစ်တအားဖြန့်ဖြူးနေပြီးဒါပုံမို့ရရှိပါကညပိုင်းတွင်အပိုဆောင်ပေးနေရလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းမှာခရိုင်နှစ်ခုကို၄နာရီအလှဲကြစနစ်၊ကြံခရိုင်နှစ်ခုကို၄နာရီလား၈နာရီပိတ်စနစ်နဲ့လျှက်စစ်တအားဖြန့်ဖြူးနေပြီးဒါအပေါ်မှာရရှိပါကညပိုင်းမှာအပိုဆောင်ပေးနေကြလျှက်စစ်စွမ်းအားဝန်ကြီးဌာနကမီဒီယာတွေကိုဖြေကြားပါတယ် လက်ရှိမှာအထက်မြင့်အဆောက်အအုံများပြားတဲ့အရှေ့ပိုင်းခရိုင်နဲ့အနောက်ပိုင်းခရိုင်တို့မှာရေတင်ခြင်းကိစ္စဆောင်ရွက်နိုင်မှုနဲ့နေထိုင်မှုအဆင်ပြေစေဖို့အုပ်စု A နဲ့အုပ်စု B ဆိုပြီးခွဲကြပြီး၄နိုင်အလဲကျစနစ်နဲ့တရားဖြန့်ဖြူးပေးနေတယ်လို့ဝန်ကြီးဌာနကဆိုပါတယ်။တောင်ပိုင်းနဲ့မြောက်ပိုင်းခရိုင်တို့က၄နိုင်ပေး၈နိုင်တရားပေးစနစ်နဲ့ပေးနေကြောင်းအဲ့ဒီခရိုင်တွေဟာဓာအပေး area ကျင်းဝန်းတာဓာအလိုင်းဝေးလံရှေလျားတာဓာအစနစ်တခါတည်းရောပါခြင်းဖြစ်လာတဲ့အခါ frequency လုံးချက်လုံးရတဲ့အခြေအနေတွေကြောင့်အဲ့ဒီစနစ်နဲ့ဓာတ်အပြေးထတာဖြစ်တယ်လို့နေ့စဉ်စွာဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပြင်ဓာတ်အားစနစ်တည်ငြိမ်မှုရှိတာရာသီဥတုကြောင့်ဓာတ်အပေါ်မောရရှိပါကအဲ့ဒီ area တွေကိုညပိုင်းမှာဓာတ်အပေါ်ထပ်ဆောင်ပေးတာတွေကိုဆောင်ရွက်လျက်ရှိတယ်လို့ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။နောက်တဲ့တဲ့ပုံနေနေမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့နိုင်ငံသားငွေကြေးဈေးကွက်အတွင်းဒေါ်လာ3000ကျော်ထုတ်ယွင်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့နိုင်ငံသားငွေကြေးဈေးကွက်အတွင်းဒေါ်လာတသိန်းကျော်ထုတ်ရောင်းထားတယ်လို့ထုတ်ပြန်ထားပါတယ်။2025ခုနှစ်မလအတွင်းရောင်းချမှုအနေနဲ့မလ3ရက်မှာဒေါ်လာ9သိန်း9တောင်၊ရွှေ4သိန်း၊ဘတ်6သိန်းကျော်၊မလ4ရက်မှာဒေါ်လာ23သန်းနဲ့ထိုင်းဘတ်တန်150မလ9ရက်မှာသင်္ကုန်လုပ်ငန်းရှင်တွေကိုဘတ်တန်း90ရောင်းချပေးခဲ့ပါတယ်။ မလ9ရက်မှာဘတ်၈တန်းကျော်မလ6ရက်မှာဒေါ်လာ3သိန်းကျော်ထုတ်ရောင်းခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလအတွင်းရောင်းချမှုအနေနဲ့ဖေဖော်ဝါရီ3ရက်မှာယွမ်9သိန်း၊4ရက်မှာယွမ်3သိန်းကျော်၊ဖေဖော်ဝါရီ5ရက်မှာ73စီလုံငယ်ရှင်တွေကိုဒေါ်လာ23သန်းရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ထားပြေဒေါ်လာ5သိန်းဒီပါနဲ့ရွှေ5သိန်း6ရက်မှာဒေါ်လာ3သိန်းကျော်ရွှေ2သိန်းကျော်ဖေဖော်ဝါရီ9ရက်မှာဒေါ်လာ23သန်းနဲ့ရွှေ6သိန်း10ရက်မှာဒေါ်လာ8000ကျော်ရွှေ2သိန်းကျော်နဲ့ဘတ်တသန်းကျော်ဖေဖော်ဝါရီ17ရက်မှာ73စီလုံငန်းရှင်တွေကိုဒေါ်လာ20သန်းရောင်းချပေးခဲ့ပါတယ် ဖေဖော်ဝါရီ17ရက်မှာဒေါ်လာ20တသန်းကျော်နဲ့ဘတ်9သိန်း73ရက်မှာရွှန်9သိန်းကျော်နဲ့ဘတ်6သိန်းနေပါဖေဖော်ဝါရီ14ရက်မှာဒေါ်လာ3သိန်းကျော်ရွှန်တသန်းနဲ့ဘတ်9သိန်းကျော်18ရက်မှာရွှန်9သိန်းကျော်နဲ့ဘတ်1တသမတသန်းကျော်18ရက်မှာရွှန်9တသမ9သိန်းကျော်ဘတ်3သိန်းကျော်19ရက်မှာဘတ်1တသမတသန်းကျော်20ရက်မှာဒေါ်လာ9000ကျော်ရွှန်6သိန်းကျော်ဘတ်9သိန်းကျော် 22ရက်မှာဒေါ်လာသန်း20 24ရက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာ23သန်းနဲ့ထိုင်းဘတ်သန်း150ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။24ရက်မှာယွမ်5သိန်းကျော်နဲ့ဘတ်2သန်းကျော်25ရက်မှာယွမ်4သိန်းကျော်26ရက်မှာဒေါ်လာ23သန်းယွမ်3သိန်းခွဲနီးပါးနဲ့ဘတ်150သန်းကျော်ဖေဖော်ဝါရီ28ရက်မှာဘတ်3သန်းရောင်းချထားပါတယ်။ဆက်လက်ပြီး ဒေါ်လာ53ဘီလီယံကုန်ကျမဲ့အီဂျစ်ရဲ့ဂါဇာပြည်နယ်ထူထောင်ရေးစီမံချက်ကိုအမေရိကန်နဲ့အစ္စရေးကန့်ကွက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စစ်ပွဲပြီးပါလက်စတိုင်းပြည်သူတပ်တန်းကိုအပြောင်းအရွှေ့လုဆရာမလို့တဲ့ဂါဇာဒေသပြည်လဲထူထောင်ရေးစီမံချက်ကိုအီဂျစ်နိုင်ငံကပြီးခဲ့တဲ့ရက်ပိုင်းကကိုင်ရိုမြို့မှာကျင်းပပြီးအရေးပေါ်အာရက်နိုင်ငံများထိပ်သီးအစည်းအဝေးမှာတင်ပြခဲ့ရာအာရက်ခေါင်းဆောင်တွေကထောက်ခံခဲ့ပြီးအမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ကကန့်ခွက်ခဲ့ပါတယ် ဒီစီမံချက်ကအမေရိကန်ဒေါ်လာ53ဘီလီယံကုန်ကျမှဖြစ်ပြီး Hamas အဖွဲ့ကလည်းလက်ခံကျူးဆိုခဲ့ပါတယ်။ဒါပေမဲ့အင်ဂျီရိုနဲ့အစ္စရေးနိုင်ငံသား၏ဝင်ကြီးဌာနတို့ကအဆိုပါအရက်စီမံချက်ဟာဂါဇာမှာရှိတဲ့လက်တွေ့အခြေအနေတွေကိုမဖြေရှင်းပေးနိုင်ဘူးလို့ဆိုပြီးပါလက်စတိုင်းသားတွေကိုပြောင်းရွှေ့ခိုင်းမဲ့ဒေါ်နယ်ထရမ့်ရဲ့စီမံချက်ကိုသာထောက်ခံနေကြပါတယ်။အစ္စရေးဟားမတ်အပြစ်ခတ်ရစဲရေးပထမအဆင့်ကမလတရက်ကတက်တန်းဆေးခဲ့ပြီးဖြစ်ပြီးပထမအဆင့်ကာလကိုတက်တန်းတိုးဖို့ အမေရိကန်ရဲ့ကမ်းလှမ်းချက်ကိုဟားမတ်စ်လက်ခံလာအောင်ဖိအားပေးတဲ့အနေနဲ့အစ္စရေးကဂါဇာကိုထောက်ပံ့ရေးပစ္စည်းတွေပေးပို့ခွင့်ကိုရပ်ဆိုင်းထားပါတယ်။ဟားမတ်စ်ဘက်ကလည်းအပြစ်ခက်ရစဲရေးဒုတိယအဆင့်ကိုသာစတင်ကျင်းနေပါတယ်။အီဂျီရဲ့ဂါဇာထူထောင်ရေးစီမံချက်ကအဆင့်၃ဆင့်ကာလအဖြစ်၅နှစ်ခန့်ကြာမှာပါ။ ပထမအဆင့်သတင်းပတ်6ပတ်အတွင်းအပြန်အစည်းတွေနဲ့မပေါကွဲသေးတဲ့ဆက်လက်နဲ့ပြည်စည်းတွေကိုရှင်းလင်းသွားမှာဖြစ်ပြီးဒေါ်လာ3ဘီလီယံကုန်ကျမှာဖြစ်ပါတယ်။ဒုတိယအဆင့်ကနှစ်နှစ်ကြာမှာဖြစ်ပြီးအင်ယာရီနဲ့လျှင်စင်မီရေးစားတဲ့ဝန်ဆောင်ရေးလုပ်ငန်းတွေကိုတိစောက်သွားမှာဖြစ်ပါတယ်။ဒေါ်လာဘီလီယံ20ကုန်ကျမယ်လို့သိရပါတယ်။ တတိယအဆင့်မှာ၄စိတ်တစ်ခုစိတ်ကန်းနှစ်ခုစက်မှုစုံတစ်ခုတို့တည်ဆောက်မှာဖြစ်ပြီးဒေါ်လာ30ဘီလီယံကုန်ကျမှာဖြစ်ကာအချိန်နှစ်နှစ်ကြာမှာဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်ဒီစီမံချက်အရပါလက်စတိုင်းပညာရှင်တွေပါဝင်တဲ့အုပ်ချုပ်ရေးကော်မတီတရက်ဖွဲ့စည်းပြီး၎င်းကော်မတီကပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဂါဇာကိုပြန်ရောက်မလာမီဂါဇာရေးကိုယာယီစီမံသွားမှာဖြစ်ပါတယ်။ ။ဟာမတ်စ်အုပ်စုဟာ2009ခုနှစ်မှာဂါဇာကိုအပြေးဝအထိန်းချုပ်ခွင့်ရသွားပြီးပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကိုနှင်ထုတ်ပြီးအတိုက်ခံအလုံးကိုနှိမ်နင်းခဲ့ပါတယ်။ဇန်နဝါရီမှာထရမ့်ကန်လန်းခဲ့တဲ့ဂါဇာစီမံချက်မှာတော့ပြန်လည်တည်ဆောင်ရေးအတွက်ပါလက်စတိုင်းသားတွေဂါဇာကနေပြောင်းရွှေ့ပေးရမှာဖြစ်ပါတယ်။အဲ့လိုပြောင်းရွှေ့သွားသူတွေဟာအီဂျစ်ဂျော်ဒန်နဲ့တခြားတန်းပြည်တွေမှာပုံမကောင်းတဲ့အင်အားတွေရလာမှဖြစ်တဲ့အတွက်ဂါဇာကိုပြန်လာခွင့်မရှိတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရုရှားနဲ့ယူကရိန်းတို့ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလက်ခံကျင်းပပေးမယ်လို့ဘီလာရုကမ်းလှမ်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဘီလာရုသမ္မတအလက်ဇန္ဒားလူကာရှင်ကိုကအမေရိကန်တာဝန်ရှိသူတွေပါဝင်တဲ့ရုရှားယူကရိန်းအပြစ်ခက်ရေးဆေးရေးဆွေးနွေးပွဲတွေကိုအရှင်အဖြစ်လက်ခံကျင်းပပေးဖို့မတ်လ9ရက်မှာထုတ်ပြန်ခဲ့တဲ့အင်တာဗျူးမှာကမ်းလှမ်းခဲ့ပါတယ်။လူကာရှန်ကိုဟာရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတအုပ်ဖြစ်ပါတယ် ကျွန်တော်ကသူ့ကိုဗလာဒီမာပူတင်ဇယ်လင်စကီတို့နဲ့အတူဘီလာရုစ်မှာတွေ့ဖို့မျှော်လင့်ထားတယ်ဆိုတာသူ့ကိုပြောပါလို့လူကာရှန်ကိုနဲ့အမေရိကန်ဘလော့ဂါမာရီယိုနော်ဖာစတိုရဲ့ဗီဒီယိုအင်တာဗျူးမှာပြောပါရယ်ဒီအင်တာဗျူးကိုဘီလာရုစ်အစိုးရပိုင်းဖက်တာသတင်းဌာနကဖော်ပြခဲ့ပါရယ်ဘီလာရုစ်ဟာယူကရိန်းမှာရုရှားဆင်နွှဲနေတဲ့စစ်ပွဲကိုထောက်ခံမှုအစိုးရဆန္ဒပြပွဲတွေကိုဖြိုခွင်းမှုတွေကြောင့်အမေရိကန်ပြည်ထောင်စုနဲ့ဥရောပတို့ရဲ့အရေးယူပိတ်ဆို့မှုတွေကိုခံထားရတဲ့နိုင်ငံလေးဖြစ်ပါရယ် နောက်ဆုံးသတင်းပုံဒီနေ့2030ကမ္ဘာဖလားပြိုင်ပွဲမှာ64သင်းအထိတိုးမြင့်ရန် FIFA စဉ်းစားနေတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA က2030ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်းအရေအတွက်ကို64သင်းအထိတိုးမြင့်ဖို့စဉ်းစားနေတယ်လို့သိရပါရစေ။ FIFA ဟာလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကိုပြိုင်ပွဲဝင်အရေအတွက်32သင်းကနေ48သင်းအထိတိုးမြင့်ထားပြီးဖြစ်ပေမဲ့2030ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုထပ်မံတိုးမြင့်ဖို့စဉ်းစားနေတာဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲကို1930ပြည်နှစ်ကစတင်ကျင်းပခဲ့ပြီး2030ကမ္ဘာဖလားပြိုင်ပွဲမှာနှစ်တရာပြည့်ပြိုင်ပွဲဖြစ်တာကြောင့်ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို64သင်းအထိတိုးမြင့်မှုစဉ်းစားနေတာဖြစ်တယ်လို့သိရပါဗျ။ 2030ကမ္ဘာဖလားပြိုင်ပွဲကိုမော်ရိုကိုပေါ်တူဂီနဲ့စပိန်နိုင်ငံတို့ကပူရင်းအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးလက်ရှိအချိန်အထိ48သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပသွားဖို့ပဲစီစဉ်ထားတာပါ။ဒါပေမဲ့ FIFA ဟာနှစ်တရာပြည့်ပြိုင်ပွဲကိုထူးထူးခြားခြားကျင်းပဖို့ဆန္ဒရှိနေတဲ့အတွက်အပြောင်းလဲတွေဖြစ်ပေါ်လာပွဲရှိတယ်လို့သိရပါဗျ။ FIFA ဟာ2030ကမ္ဘာဖလားပြိုင်ပွဲကိုအာဂျင်တီးနား၊ပါရာဂွေးနဲ့ဥရုဂွေးနိုင်ငံတွေကိုလည်းအင်ရှင်အဖြစ်တပွဲစီကျင်းပခွင့်ပြုထားပါဗျ။ FIFA ဟာကမ္ဘာဖလားပြိုင်ပွဲကိုအသင်းအရေအတွက်တိုးမြင့်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး1998ကမ္ဘာဖလားပြိုင်ပွဲကနေ2022ကမ္ဘာဖလားပြိုင်ပွဲအထိ32သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။11ရက်တည်းမနက်ခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တော့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်